ဟူဒီတက်ရဲ့ပြစ်ခတ်တက်ခိုင်းမှုကိုရှောင်ရှားရင်ပင်လယ်နီမှာရှိတဲ့ American Legion သင်္ဘောကြီးပေါ်ကနေ F18 Jet တက်လင်းတစ်စင်းပြုတ်ကျသွားပါတယ်။ရေတသားတူးနဲ့ဒဏ်ရသွားတယ်လို့သိရပါတယ်။ American ကတော့ဒီကိစ္စအတွက်လက်စားချေပြမယ်လို့ဆိုပါတယ်။ F18 တက်လင်းနဲ့တူတဲထော်လာကြီးရှင်တို့ဟာပင်လယ်နီထဲရောက်နေတဲ့လင်းတင်းသင်္ဘောကြီး USS Harris Truman ပေါ်ကနေပြုတ်ကျခဲ့လို့ ရေတက်တာတူလက်ထံရသွားကြောင်းနေရင်ကိုတော့ဆယ်ဖို့ကြိုးစားနေကြောင်း breaker စနစ်ကသတင်းထုတ်ပြန်ပါလေရေတက်စမှုထံအလုံးတော့အသေးပြောင်းမရှိဘူးလို့ဆိုပါတယ်အဲ့ဒီလေနေတဲ့မော်ဂျီကယမန်နိုင်ငံမှာရှိတဲ့အီရန်ကြောထောင်းနောက်ခံပြူဟူဒီဖော်ကအမေရိကန်စစ်ဘက်ကချိန်မိုးရမှာအဓိကအထောက်အကူပြုနေတာဖြစ်ပါလေ။ Strategy ဆိုတာဟာလေရင်တွေကိုမြေပြင်ပေါ်တော်မဟုတ်အကြီးစားလေရင်တွေသမဘောမှာရွှေ့ပြောင်းတော့ဖို့တုံးအထူးထုတ်ထားတဲ့လေရင်တွေစီးရင်တစည်းပဲဖြစ်ပါလေ။ ဒီရင်တန်ကြေးကလည်းတော်တော်လေးကို မြင့်မားတယ်လို့သိရပါတယ်။ဒါကြောင့်အမေရိကန်ကတော့အပြင်းထန်ဂျီမီကိုတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ဂျီမီမှာရှိတဲ့စာသားတွေတော့အမေရိကန်ကတိုက်ခိုက်လို့အ ਨੇ ဆုံးလူ80နီးပါးသေးဆုံးခရအကြောင်းဟူဒီရုပ်တံနိုင်ငံထုတ်လွှင့်ပါလိမ့်ဂျီမီနိုင်ငံစာဓာတ်တွေတောင်မှရှိတဲ့အာဖရိကမှာရွှေပြောင်းနေထိုင်သူတွေလက်ခံထားတယ်ဆိုတော့ ထိုင်းသင်းစခန်းကိုအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူ80နီးပါးသေခဲ့ကြောင်းဟူဒီရဲ့တရင်တွေကထုတ်ပြန်ပါတယ်။စာဒားဒေတာဟာဟူဒီလက်နက်ကိုင်ရဲ့အမာဂန်နယ်မြေဖြစ်ပြီးတော့အရင်ကလည်းအမေရိကန်တိုက်ခိုက်မှုအတွင်းပြင်းထန်ထားခံခဲ့ရတာဖြစ်ပါလေ။အဲ့ဒီထင်းသင်းစခန်းတွင်အာဖရိကမှရွှေပြောင်းနေထိုင်သူ135ဦးကိုထားရှိတာဖြစ်ကြောင်းရေမင်းဆိုရပြည်ထောင်စုဌာနဆိုရသိရပါလေ။အမေရိကန်သမ္မတထရန့်ဟာအီရန်ကြောထောက်နောက်ခံမျိုးဟူဒီတပ်တွေကိုပြင်းထန်ထားတဲ့ စီရေးအရှိန်မြင့်လာခဲ့ရာဒီလောက်ဆော့ပိုင်းမှာလူသေးပြောက်များသောတိုက်ခိုက်မှုဖြစ်ပင်လယ်နီဒေသမှာရှိတဲ့လောင်စာစည်းဆိုင်ဒီဇိုင်းချိမှန်ပြီးလူ80ကျော်သေဆုံးခဲ့ပါတယ်။ဟူဒီတပ်တွေအနေနဲ့ပင်လယ်နီကိုဖျက်ဆီးခုမောင်းနေတဲ့တင်မောတွေပေါ့အနောက်ရှက်ပေးပြစ်ခတ်တာကိုရက်တန့်မရက်မတန့်ချင်းမိမိတို့ဆက်တိုက်ပြီလို့ဝါရှင်တန်ကအခိုင်အမာသတိပေးထားပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကရီးမင်းမရေးပါတဲ့နေမျိုးတွေကိုတိမ့်နိုင်ခဲ့တဲ့ဟူတီတွေဟာ2023နိုဝင်ဘာမှစပြီးဖင်လန်နီတွင်တောလောင်နေတဲ့သင်္ဘောတွေကို drone တွေဒုံးကြီးတွေနဲ့ပြင်းထန်တိုက်ခိုက်ခဲ့ပါလိမ့်။အဲဒီလိုတိုက်ခိုက်ခြင်းအကြောင်းရင်းကလည်းဂါဇာကမ်းမြောင်စစ်ပွဲမှာအစ္စရေးကိုတိုက်ခိုက်နေတဲ့ Hamas ဖွဲ့ဘက်ကလည်းထောက်ခံတဲ့အနေနဲ့မိမိတို့ကတိုက်ခိုက်တာဖြစ်ကြောင်းဟူတီဖွဲ့ကကြေညာထားပါလိမ့်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ငញ្ញန်ရဖို့အတွက်ခရမီးယား PF ရေးဇီလန်စကီးအနေနဲ့သဘောတူနိုင်လောက်ပြီလို့သမ္မတထရန့်ကဆိုပါတယ်။အီဗလန်နက်ဆောက်ခွနနီကပါတီကမပေါ်ဟဲမင်းကြီးဇာဗနာမှာဇီလန်စကီးနဲ့တခဏတွေ့ဆုံခဲ့ပြီးနောက်တရက်မှာပဲမိတ်ကသမ္မတထရန့်ကဇီလန်စကီးဟာခရမီးယားဒေသကိုရုရှားစီပေးဖို့ သဘောတူညီလောက်ပြီးလို့မိမိထင်မြင်ကြောင်းထုတ်ပြန်ပြောတော့ပါတယ်မိမိသမားပြန်ဖြစ်ရင်တရားထင်းနဲ့ဒီစစ်ပွဲရက်တက်စီရမယ်လို့ကြုံကောင်းရတဲ့ဒေါ်လက်ထွန်းဟာသူသမားဖြစ်ပြီး၃လကျော်လီလာလီပတ်ဝင်လာတဲ့ချိန်ထိစစ်ပွဲကိုရက်တက်နိုင်ခြင်းမရှိသေးပါဘူးဒါကြောင့်စစ်ပွဲအမြန်ပြီးဖို့ရေးယူကရိန်းဘက်ကရုရှားဘက်ကပါဖိအားပေးတောင်းဆိုနေတာဖြစ်ပါတယ်ဒီချိန်စာချုပ်ကြောင်ဝင်အစိုးတင်သွင်းခဲ့ပြီးနှစ်ဖက်လုံးကလည်းလက်မခံပါဘူး။ဒါကြောင့်အမေရိကန်ကနှစ်ဖက်လုံးကလက်မခံရင်တော့ မိမိအနေနဲ့ဂျောင်းဝင်ဆွေးနွေးမှုကနေနှုတ်ထွက်မယ်လို့ကြေညာခဲ့ပါတယ်။ဒါကြောင့်နှစ်ဖက်လုံးကလည်းပြန်စဉ်းစားလာပါတယ်။ခရီးနေတဲ့သဘောတူညီချက်မှာ2014ခုနှစ်ကရုရှားသိမ်းခဲ့တဲ့ယူကရိန်းရဲ့ပင်လယ်နက်ထွက်ပေါက်ခရိုင်းမီးယားကို တရားဝင်ရုရှားထံလွှဲပေးဖို့ပါရှိပြီးဇလန်စကီးကဘယ်တော့ခါမှမပေးနိုင်ဘူးလို့ညင်းဆိုတဲ့အတွက်ငင်းချင်းရေးဟာသဘောတူညီချက်မရပဲဂျာမနီနဲ့အနောက်မဟာမိတ်တွေကတော့ခရီးရဲ့ငင်းချင်းကလမှုကရုရှားသမ္မတပူတင်ဘက်ကို တစ်ဖက်သက်အသားပေးတယ်ဆိုပြီးတော့လုံးဝလက်မခံဘူးဇလန်စကီကိုတိုက်တွန်းနေပါလိမ့်။ပိုဟမင်းဇပနာမတော်ဇလန်စကီနဲ့ခနာတာ15မိနစ်တွေ့ဆုံပြီးနောက်ဒေါ်နယ်ထရန့်ကငြင်းချင်းရဖို့အရေးပါဆုံးရပ်ပိုင်းကိုရောက်ရှိနေကြောင်းနဲ့ခရမ်မီးယားကိုလက်လွတ်ဖို့ဇလန်စကီဆုံးဖြတ်လိုက်ပြီလားလို့သတင်းသမားတွေကမေးတဲ့အခါမှာကျွန်တော်ထင်ပါတယ်လို့ပြန်လည်းဖြေပါတယ်။ပူတင်အနေနဲ့လူသားတွေတည်ဆုံမှုကိုရပ်တန့်စေဖို့ပြစ်ခတ်နေမှုလုံးဝရပ်တန့်ရမယ်လို့ဆိုပါတယ်။ဗာတီကန်မှာထန်းတဲ့ ဇလန်စကီတို့တွဲဆောင်တဲ့ညမှာပဲယူကရိန်းရှေ့ပိုင်းကိုရုရှားဘက်ကဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အတွက်ကြောင့်လူလေးဦးသေဆုံးပြီးဒါဇင်နဲ့ချီထန်ရပါတယ်။တစ်ဆက်တည်းယူကရိန်းဘက်မှလည်းရုရှားပိုင်းနဲ့ဘရိုင်းယန်ဒေတာကိုဒရုန်းတွေနဲ့ပြန်လည်တိုက်ခိုက်တော့ပြည်သူတွေသေဆုံးပြီးတခြားလူတွေထိခိုက်ဒဏ်ရာခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အိန္ဒိယဟာအချိန်မရွေးတိုက်ခိုက်လာနိုင်ခြေရှိနေပြီလို့ပါကစ္စတန်ကာကွယ်ဝင်ကြီးကပြောပါတယ်။ အိန္ဒိယဘက်ကအချိန်မရွေးတက်ခိုက်လောင်နိုင်ခြင်းရှိတဲ့အတွက်ကြောင့်မိမိတို့တိတ်အင်အားတွေဖြည့်တင်းပြီးနေဆက်မှာနုံနုံကြကြပြင်ဆင်တင်တယ်လို့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောဆိုလိုက်ပါတယ်။ AP 22ရက်နေ့ကအိန္ဒိယထိန်းချုပ်ထားရာကက်စမီးယားဒေသထဲမှာလက်နက်ကင်ဖွဲ့တစ်ခုရဲ့ပစ်ခတ်မှုကြောင့်အိန္ဒိယခီးတဲ26ကိုတည်ဆုံခဲ့ပါတယ်။ဒီကြေခိုက်မှုမှာပါဝင်တဲ့ပါကစ္စတန်နိုင်ငံသားနှုတ်ရဲ့နာမည်နဲ့အချက်လက်တွေကိုအိန္ဒိယအစိုးရကထုတ်ပြန်ထားပြီးတိုက်ခိုက်မှုနောက်ကွယ်မှာ ပါကစ္စတန်ဆိုရပါဝင်ပတ်သက်နေတယ်လို့ဆွဆွဲထားပါတယ်ပါကစ္စတန်ကတော့ဒီဖြစ်စဉ်နဲ့မိမိတို့ဘလို့မှဆွနွယ်မှုမရှိကြောင်းခိုင်မာညင်းပါတယ်ဒါပေမဲ့အိန္ဒိယကပါကစ္စတန်ပေါ်တနမန်ရေးရခတ်ထန်တင်းမာတဲ့တွန့်ပြန်မှုတွေကျင့်သုံးလာခဲ့တယ်လို့နေဆက်မှာလည်းနှစ်ဖက်တက်တွေကြားတေးစားပြစ်ခတ်မှုတွေရှိခဲ့ကြောင်းသတင်းတွေထွက်ခဲ့ပါတယ်အိန္ဒိယနဲ့ပါကစ္စတန်ကကက်စမီးယားဒေသပိုင်ဆိုင်ခွင့်ကိုအပြင်းထန်ညှင်းပွားနေကြတာပါဝင်တမိုင်းကြောင်းခါတိမှုတွေရှိခဲ့တဲ့ ပြန်ဘက်အင်ဂျင်ကြီးတွေဖြစ်ပါလေပါကစ္စတန်ကာကွယ်ရေးကြီးမိုဟာမက်အာစစ်ကအစ္စလာမဘတ်မြို့နယ်မှာရိုက်တာသတင်းဌာနနဲ့အင်တာဗျူးလုပ်ခဲ့ပြီးပါကစ္စတန်အနေနဲ့တပ်တွေကိုအားဖြည့်ပြင်ဆင်ထားကြောင်းဘာကြောင့်လဲဆိုတော့ကိစ္စကြီးတစ်ခုကိုအချိန်မီပေါ်လောက်နိုင်တဲ့အခြေအနေဖြစ်ကြောင်းအချိန်ရမဟာဗျူဟာဆုံးဖြတ်ချက်တချို့ချမှတ်ဖို့ဒီဂျာပေါ့လိုအပ်လာတာကြောင့်လုတ်ပင်တာတွေမိမိတို့လုံနေပြီလို့ပြောပါရယ်အာဆက်ကသူ့ရဲ့ဝင်ကြီးဌာနဟာအိန္ဒိယဘက်ကတိုက်ခိုက်မှုတစ်ခုကို အချိန်မရွေးစတင်လာနိုင်တဲ့အချိန်တွေတော့ပါကစ္စတန် ဆိုရကိုစင်ခံစာတင်ထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ဘာကြောင့်အဲ့ဒီလိုသူကထင်မြင်လဲဆိုတာနဲ့တခြားသေးစိတ်အချက်လက်တွေကိုတော့ဝန်ကြီးကမှတ်ချက်မပေးပါဘူး။အစောပိုင်းမှာအိန္ဒိယဝန်ကြီးမိုရီကအိန္ဒိယပိုင်ကက်စမီးယားဒေသတွေက ပါဟေဂန်မြို့မှာတိုက်ခိုက်မှုကျူးလွန်ခဲ့သူတွေကို ကဘာဆုံးတဲ့အထိလိုက်လံရှာဖွေချေမုန်းမယ်လို့ကြုံဝါထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာစစ်ပွဲလေးကြိမ်ဖြစ်ခဲ့ပြီး2019တုန်းကလည်းနယ်စပ်ဒေသတချို့အပြင်းထန်စစ်ရေးတင်းမာပြီးအပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေတော့ဖြစ်ခဲ့ပါတယ်။အဲဒီနောက်ကကက်စမီးယားခွဲထွက်ရေးအင်အားစုတွေတိုက်ခိုက်မှုကြောင့်အိန္ဒိယအရန်တပ်ဖွဲ့ဝင်40လောက်သေဆုံးခဲ့ပါတယ်။အဲဒီနောက်အိန္ဒိယကပါကစ္စတန်ဘက်ကနယ်စပ်မှာရှိတဲ့အဲ့ဒီအင်အားစုတွေကိုဘုံကျရာကနေတိုက်ပွဲတွေဆက်ဖြစ်လာတာပါ။ အဲ့ဒီတိုက်ပွဲအတွင်းအိန္ဒိယရဲ့မစ္စတာနီဝတ်တလီဒစီကိုပါကစ္စတန်လီဒါကပစ်ချခဲ့ပြီးအိန္ဒိယရဲ့မီ70ရဟင်းဒစီဟာလည်းအချင်းချင်းမှားရပစ်ချတာကိုခံခဲ့ရပါလိမ့်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ဖိလစ်ပိုင်စစ်ခြေစပ်စခန်းမှာရှိတဲ့အငင်းပွားပွဲကြောက်တန်းကိုတရုတ်ကသိမ်းပိုက်လိုက်ပါလိမ့်။တောင်တရုတ်ပြည်နယ်တွင်မှာရှိတဲ့ငင်းပွားပွဲကြောက်တန်းငယ်လေးမှာ AP26 နေကတရုတ်ကန်းကြီးဆောင်တပ်ဟာတရုတ်နိုင်ငံအလံလွှင့်ပြီးတော့တရုတ်ပိုင်နယ်ဖြစ်သိမ်းပိုက်ကြောင်းဆိုပါတယ်။တရုတ်စိုးရက်က အဲ့ဒီသဘာဝတဲကြောက်ထံကိုနာမည်တော်ပေးခဲ့ပါတယ်။ဒါအပြင်အဲ့ဒီကြောက်တန်းဟာ Spectre Jones အဆက်ကြောက်တန်းဖြစ်တယ်လို့ထိုင်ဝမ်ပြည်နယ်နဲ့ဖိလစ်ပိုင်တို့ကလည်းသူတို့ပိုင်နယ်ဖြစ်တယ်လို့သတ်မှတ်ထားတဲ့အတွက်ငြင်းပွားမှုများစွာရှိတဲ့ကြောက်တန်းမှာနိုင်ငံတကာ Cosmic K ကြောက်တန်းနဲ့3ကီလိုမီတာအကွာမှာမနီလာမှာပကာစာလို့ခေါ်တဲ့ကျုံးလည်းရှိပါတယ်။အဲ့ဒီကျုံးပေါ်မှာဖိလစ်ပိုင်စစ်ချေစကန်နဲ့စစ်သုံးလေယာဉ်ပြည်နယ်လည်းရှိပါတယ်။ နေထိုင်သူ250ရှိတဲ့အတွက်ပိုင်နဲ့ညင်းပွားပွဲပြဿနာပိုဖြစ်လာတော့မှာပါတရဝါ20ဒေါ်လာထရီလန်ပေါင်းများစွာတန်ကြီးရှိတဲ့ရေချောင်းကုန်သွယ်မှုရှိတဲ့တောင်တရုတ်ပင်လယ်တစ်ခုလုံးဒီပါသူပိုင်တယ်လို့ကြွကြွထားတာဖြစ်ပါတယ်2021ကန်ကြီးဆောင်တဲ့ဥပဒေအသစ်ပြဋ္ဌာန်းမှုမှာလည်း မိမိတို့ပိုင်နဲ့လို့တတ်မှတ်ထားနေရတယ်မှာဝင်ရောက်သူတွေကိုလက်နက်သုံးပြီးတိုက်ခိုက်ခွင့်ပြုပြီးတော့ဖိလစ်ပိုင်သင်းမောတွေကိုရေမြောက်တွေနဲ့ပစ်ခတ်ပြီးမောင်းထုတ်မှုတွေဆက်လိုက်လုပ်တဲ့အတွက်ဖိလစ်ပိုင်နဲ့တရုတ်ကြားစစ်ရေးတင်းမောမှုဟာအမြင့်ဆုံးအခြေအနေရောက်ရှိခဲ့တယ်လို့သိရပါတယ်။ဒီစတန်ဒီကေချိုနီရှိစူဘီကျောက်တန်းမှာလည်းတရုတ်ဟာဒုံးခြေဆိုင်စခန်းတည်ဆောက်ပြီးပြည်လက်မီတာ300ရှိတဲ့ လေရင်ကွင်းရှင်းနေစက်ကန်တွေတိဆောက်ထားပြီးဖြစ်ပါတယ်ဖိလစ်ပိုင်နဲ့အမေရိကန်တို့နဲ့ထိုက်တန့်ရင်ဆိုင်လာခြင်းဖြစ်တယ်လို့သုတေသီတွေကတော့သုံးသပ်နေပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ယူကရိန်းစစ်ပွဲဘာလို့မေလရှင်းနေသည့်ဆောင်းတာလဲချက်ချင်းအပြစ်ရပါလားလို့ပူတင်ကြီးညာချက်ကိုယူကရိန်းကတုံ့ပြန်ပါလေယူကရိန်းကစစ်ပွဲအတွက်ယာယီပြည့်ရမယ်ဆိုပြီးရုရှားသမ္မတပူတင်ကဒီနေ့ကြီးညာပါလေ အပြည့်အမှုကချက်ချင်းတက်ဝင်မှာတော့မဟုတ်ပါဘူးမေရှိရကြမှအစတင်မှာဖြစ်ပါတယ်သုံးရတာရက်မဲ့ဆိုပါတယ်အဲ့ဒီကာလဟာဒုတိယကမ္ဘာစစ်တုန်းကနာဇီဂျာမနီပေါ်ဆိုဗီယက်ယူနီယံအောင်နိုင်ခဲ့တဲ့နှစ်80ပြည့်မြောက်နှစ်ပတ်လည် အခါသမယလည်းဖြစ်ပါတယ်။အဲ့ဒီရက်တွေမှာဆိုရင် ဆိုဗီယက်ခေတ်ကနေခုချိန်ထိရုရှားနိုင်ငံတဲ့အောင်ပွဲထိမ်းမှတ်ခံတာတွေအကြီးအကျယ်ပြိုလည်ရှိပါတယ်။ယူကရိန်းနိုင်ငံကြ ాయి ဝန်ကြီးအန်ဒရေးစီဗီဟာကတော့အပြည့်အဝကိုချက်ချင်းလက်ငင်လုပ်ပေးဖို့နဲ့အ ਨੇ ဆုံးတလားကြာပြည့်ရပေးပါလို့ဆိုအောပါတယ်။ယူကရိန်းနဲ့ရုရှားကြားငင်းကြဲရေးသဘောတူမှုထွက်လာအောင်ဂျာဝင်ပေးတဲ့အမေရိကန်သမ္မတထရန့်ကလည်းသူ့အနေနဲ့အမြဲတမ်းသဘောတတ်ဝင်မဲ့အပြည့်အဝမျိုးပဲတွေ့မြင်ခြင်းနဲ့ဆိုပါတယ်။ ခရီးယန်တို့ရဲ့ဘာသာရေးဆိုင်ရာထုတ်ပြန်ထားတဲ့ Easter ပွဲတော်ကာလဟာပြီးခဲ့တဲ့သတင်းပတ်တစ်ခုကျော်တုန်းကလည်းရုရှားက나이30ကျော်ပြည့်ရကျင်ညာပါလေ။ဒါပေမဲ့တိုက်ခတ်မှုတွေဆက်ရှိခဲ့ပြီးအပြည့်ရချိုးဖောက်တဲ့လုပ်ရည်ရာချီပြီးကျွလွန်ကြောင်းအပြည့်အလန့်ဆွဆဲပါတယ်။ယူကရိန်းနဲ့မှအပြည့်ရဖို့အချိန်20မကစူးစမ်းခဲ့ပြီးဖြစ်ပါလေ။အချိန်တိုင်းမြေကြီးပေါ်မှာလက်တွေ့မအောင်မြင်ပါဘူး။တချို့အချိန်တွေမှာဆိုအပြည့်ရစတဲ့တက်ဝင်နေဆိုတဲ့အချိန်ကနေတွေ့ရင်မိနစ်နေငယ်တည်းမှာပဲကျိုးပေါက်ကိုမြင်ပါလေ။ခုနောက်ဆုံးတွေ့မြင်ခဲ့ရတဲ့ Easter ကာလအပြည့်အဝကိုကြည်ရင်တယောက်မှုတိုင်းတဲ့ဘဝနာအင်မတန်မှအခမ်းအနရှိပါလေတိုက်ပွဲတွေကိုတကယ်တမ်းမလျှော့ချနိုင်ပါဘူးခုတစ်ခါလဲမေရှိကစပြီး၃ရက်ကြာပြည့်အမယ်ကြောင်း Kremlin ကပြောလာပြန်ပါလေစာနာမှုဆိုင်ရာခြေခံချက်တွေကိုတမရပူတင်ထည့်သွင်းစဉ်းစားပြီးအပြည့်အပေးဖို့ဆုံးဖြတ်တာဖြစ်တယ်ဆိုပါတယ်ဒါအပြင် Kremlin ထောက်ပြချက်တွေမှာ Ukraine ဘက်ကလည်းဒီဥပမာအတိုင်းလာလူလိုက်လံလှုပ်ဆောင်ပြနေဆိုပြီးဆိုပါတယ် ယူကရိန်းဘက်ကဖောက်ပြစ်မယ်ဆိုရင်တော့ Russian Federation လက်နက်ကိုက်တပ်တွေအနေနဲ့လုံလောက်ထိရောက်တဲ့အတိုင်းအတာပမာဏနဲ့တုံ့ပြန်သွားမယ်ဆိုပါတယ်။ရေရှည်ငင်းချင်းအတွက်ရည်ညွှန်းတဲ့အချက်လက်တွေထည့်သွင်းရထားပါတယ်။ခုလိုပြည်ရဲ့ထက်မှတ်ကြီးညာပေးတာဟာငင်းချင်းပြောဆိုဆွေးနွေးမှုတွေအသိရှိကြောင်း Russia ဘက်ကပြလိုက်တာလို့ဆိုပါတယ်။ဒါပေမဲ့ဆွေးနွေးကြည့်မယ်ဆိုရင်ဘလို့ချုပ်တင်ကန့်သက်ချက်မှရှိမနေပါဘူး။ယူကရိန်းချက်တဲ့ပေါ်ပေါက်စေတဲ့အရင်ကအကြောင်းအရာတွေအလုံးဆုံးသက်သွားတဲ့အထိ ကင်တွယ်ဖြည့်ရှင်းလို့စိတ်ထားမယ်လို့ Kremlin ကကြေညာထားပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ပနားမားနဲ့စူဝက်တူမြောင်တွေကိုအခမဲ့ဖြတ်သန်းခွင့်ပေးဖို့ American သမ္မတ Trump ကတောင်းဆိုနေတယ်လို့သိရပါတယ်။ American သမ္မတ Trump ကကုလသမဂ္ဂရေးနဲ့စစ်သုံးရေးတွေကိုပနားမားနဲ့စူမြောင်တွေစူဝက်တူမြောင်တွေတွင်မှာအခမဲ့ဖြတ်သန်းခွင့်ပေးဖို့ American ကတိုက်တွန်းပြောဆိုပါတယ်။ဒီကိစ္စအတွက်ချက်ချင်းတိုးတက်မှုရှိအောင်လို့သူနိုင်ငံကြ合いဝင်ကြီးကိုတောင်းပေးထားပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ပနားမကိုဖိအားပေးလိုက်တာပဲဖြစ်ပါတယ်ပနားမတရားအမေရိကန်ကထိုင်းကျောက်ခွင့်ရဖို့ထန့်ဟာလာပေါင်းများစွာကလေးကတောင်းဆိုခဲ့တာပါဒါမဲ့ခုတော့သူ့ရဲ့ဆိုရှယ်မီဒီယာပို့စ်မှာ တင်ထားတာမှာအရေးပါတဲ့စူရတင်ရောင်းလဲပါလာပြန်ပါတယ်မဂ္ဂစင်းမောနဲ့ကုံတွေရင်အလုံးပနမောနဲ့ဆွေတူမျိုးတွေအခါမဲ့ဖြတ်တန်းခွင့်ပေးသင့်ပါတယ်လို့သူကဆိုပါတယ်အမေရိကန်သားမပိုင်ဒီရဲ့လမ်းကြောင်းတစ်ခုလုံးဟာရှိမှာတော့မဟုတ်ဘူးလို့သူကဆိုပါတယ် ပနမသမရာဟိုဆေရာမူလူနေကတော့ပနမတူမျိုးဖြစ်တဲ့ကားတွေကိုတတ်မှတ်ထင်ကြတာကပနမတူမျိုးအာဏာပိုင်ဖွဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီအာဏာပိုင်ဖွဲ့ကဒီရန်ကြောင့်ကြီးကြပ်အုပ်ချုပ်ရတဲ့လွတ်လပ်တဲ့ဖွဲ့စည်းလို့ဆိုပါတယ်။မိမိနဲ့မဆိုင်ဘူးလို့သူကပြောပါတယ်။အမေရိကန်ကာဝေးဝန်ကြီးပိဟာဆက်ကတော့ခုလောက်ဆိုပေပနမခီးစမှာအမေရိကန်တွေနဲ့စစ်သည်မော်တွေတူမျိုးကိုပထမဆုံးနဲ့အခမဲ့ဖြစ်တဲ့ဝင်ရဖို့သဘောတူညီချက်ရအောင်စူးစမ်းနေတယ်ပြောပါတယ်။အမေရိကန်ပြည်သူတွေတယောက်တို့ဟာ ပနမတူမြောက်ကိုအများဆုံးတုံးတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဂျီမင်ကဟူတီဒီကွန်ပတ်ခင်ကဆိုရင်ဥရောပနဲ့အာရှကိုဆက်သွယ်ပေးထားတဲ့အဓိကရေလမ်းကြောင်းဖြစ်တဲ့ပင်လယ်နီနဲ့အီဒင်ပင်လယ်ကွေ့တွေမှာရှိတဲ့အီဂျစ်ကဆွေတူမြောက်ဟာကမ္ဘာ့ကုန်သွယ်ရေကြောင်းပမာဏစုစုပေါင်းရဲ့ဆယ်ရာခိုင်နှုန်းမြောက်ဖြတ်သန်းသုံးပြနေတာဖြစ်ပါတယ်။ဂါဇာစစ်ပွဲစတင်ပြီးတော့အီရန်ကကြောထောင်းနောက်ဖက်ပေးထားတဲ့ဟူတီတွေဟာတင်ပေါ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်လာပါတယ်။တင်မြောက်ဖြတ်သန်းခဝင်ငွေဟာလုံးဝနဲ့260က ။လွန်ခဲ့တဲ့နှစ်က60ရာခိုင်နှုန်းကျဆင်းသွားပြီးဒေါ်လာ9ဘီလီယံဆုံးရှုံးခဲ့တယ်လို့အီဂျစ်ကပြောပါရယ်။ American စစ်တပ်ကလည်း Houthi တပ်စခန်းကို2024ဇန်နဝါရီကတည်းကတိုက်ခိုက်နေပါရယ်။ဒီတိုက်ခိုက်မှုတွေက Trend လက်ထက်မှာပိုပြင်းထန်လာပြီးတော့လွန်ခဲ့တဲ့လကဆိုနေတိုင်းဒီပါတိုက်ခိုက်နေပါရယ်။ဟူဒီတီမိုရီကိုမတိုက်ခိုက်နိုင်တော့တဲ့အထိစီးရဲရအေးအေးမှုတွေလောက်သွားမယ်လို့ပင်ကွန်ကကြေညာထားပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တရုတ်နိုင်ငံဟာနျူကလ িয়ার စွမ်းအင်စက်ရုံ40ကျော်တပြိုင်တည်းတည်ဆောက်နိုင်တယ်ဆိုပါတယ်။တရုတ်ကနျူကလ িয়ার စွမ်းအင်သုံးစက်ရုံ40ကျော်တပြိုင်တည်းတည်ဆောက်နိုင်တယ်လို့တရုတ်နျူကလ িয়ার စွမ်းအင်ဖွဲ့ကထုတ်ပြန်တဲ့အစည်းအဝေးခန်းစာမှာဖော်ပြထားပါတယ်။တရုတ်နိုင်ငံဟွာလောင်ဝမ်နျူကလ িয়ার တပ်ပေါင်းဗိုလ်တွေဟာတရုတ်နိုင်ငံမှာသမကပြည်ပမှာပါအလုံးရင်းနဲ့တည်ဆောက်မှုအစဉ်ထိဈေးကွက်ဝင်တာနဲ့မျှနိုင်ငံရဲ့နျူကလ িয়ার တအားပစ်စုံတွေတည်ဆောက်နိုင်မှုစွန့်ရင်ဟာအဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေတယ်လို့တရုတ်ကပြောပါတယ် 2024မှာတရုတ်ရဲ့နျူကလ িয়ার စွန့်ရင်တည်ဆောက်ရေးရည်ညွှန်းချက်မှုဟာအမေရိကန်ဒေါ်လာ20.16ဘီလီယံရှိလာပြီးယင်းကထက်ခွနင်းတက်မှာ14ဘီလီယံပုံများလာပါတယ်ဒီတိုးတက်မှုဟာအမေကိုကင်းတဲ့သုရေသနပြမှုနိပညာစံသစ်တီထွင်မှုနဲ့ခင်မင်နျူကလ িয়ার တိဆောက်ရေးနိပညာဖွံ့ဖြိုးတိုးတက်ရေးမှာတရုတ်ရဲ့ခိုင်မာတဲ့ကြိုးပမ်းမှုရဲ့ရလဒ်ဖြစ်ပါတယ်ဒီတိုးတက်မှုတွေနဲ့တရုတ်နိုင်ငံရဲ့နျူကလ িয়ার စွန့်ရင်တိဆောက်မှုတိုင်းတာပမာဏဘေကင်းမှုနဲ့ရေသွေးဟာနိုင်ငံတကာနဲ့ရှင်ပြိုင်နာနဲ့ စံနှုန်းတွေအထိရှိလာတယ်လို့တရုတ်ဆိုရအဘော် CDB သတင်းမှာဖော်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အီရန်စိုက်ကန်းပေါက်ကွယ်မှုမှာသေဆုံးသူ40ဒဏ်ရသူ1200ကျော်ရှိလာပြီလို့သိရပါတယ်။အီရန်နိုင်ငံရဲ့ကြီးဆုံးစိုက်ကန်းကြီးဖြစ်တဲ့ဘန်နာအာဘတ်စ်မှာအားကောင်းတဲ့ပေါက်ကွယ်မှုဒီကြောင့်သေဆုံးသူရေအတွက်ဟာ40ထက်မနည်းရှိလာပြီးဒဏ်ရသူ1200ကျော်ပြီလို့နိုင်ငံပိုင်မီဒီယာကထုတ်ပြန်ထားပါတယ်။ဒါဟာ AP 29နှောင်းပိုင်းထိသိရသမျှသေဆုံးရေအတွက်ပဲရှိသေးပြီးတော့ မီးလုံးဝငြိမ်အောင်စ조사နေရဆဲဖြစ်ပါတယ်။ AB 26နှစ်ကစိတ်ကမ်းမှာကွန်တင်နာထားတဲ့စကန်တွေတဲကအကြီးဆုံးဖြစ်တဲ့ Sahara ဒီစကန်မှာဒီပောက်ကွဲမှုကြီးဖြစ်ခဲ့တာပါ။ပတင်းပေါက်တွေဟာလွင့်ကုန်ပြီးကွန်ပျူတာတွေကိုပါထိခိုက်ခဲ့တယ်လို့ကွန်စီတွေပါပြသခဲ့ပါတယ်။ Iran နဲ့ American ကြားနျူကလ িয়ার ဆွေးနွေးပွဲတတိယအကြိမ်အိုမန်မှာပြုလုပ်တဲ့ချိန်ခုမတော်တဆမှုဖြစ်ခဲ့တာပါ။ တနင်္ဂနွေနေ့ညပိုင်းစက္ကန့်လျာအနှံ့မှာမီလောင်နေဆဲဖြစ်ပြီးဟန့်ရင်နေလင်းရင်နေမှာသုံးပြီးမိငိမ့်တတ်ဖို့ကြိုးစားနေရပါတယ်။စက္ကန့်ကဓာတုပစ္စည်းတွေကပောက်ကွဲမှုကိုပိုအားကောင်းစေတယ်လို့ယူဆပါမယ်။ဘာကြောင့်ပောက်ကွဲလဲမသိရပါဘူး။ဒုံးကျည့်တွက်လောင်စာကဲတွေကန်တွဲပုံမှားရွလို့ပောက်တယ်ဆိုတဲ့သတင်းကိုတော့ကာကွယ်ရေးဝန်ကြီးဌာနကညင်ထားပါတယ်။ဂျန်သူဘက်ကစိတ်သက်စစ်စင်ရေလောက်တာဖြစ်ပြီးပောက်ကွဲတဲ့နေရာမှာစစ်ဘက်ကုံတက်တာမရှိဘူးလို့ဆိုပါတယ်။ ဒီစိတ်ကမ်းမှာမလကပယ်ထိန်လုံးတွေမှာသုံးဖို့ဆိုဒီယမ်ပါကလိုရိတ်တွေအများများကုန်ချခဲ့ပါတယ်။အဲ့ဒါတွေကင်တွေတဲ့နေရာမှာအမှားယွင်းရှိလို့ထပ်ပေါက်တာတို့ဗြိတိန်လူကြီးကုမ္ပဏီအမ်ဘရီကဆိုပါတယ်။ဇန်နဝါရီလကတာလပြစ်ဒုံကြီး260လောက်ဖြစ်ဖို့လုံလောက်တဲ့ကုန်ကျန်းပစ္စည်းတွေတရုတ်ကတွင်းလာတဲ့သင်းမွန်20လဲဒီစက်ကမ်းမှာစိုက်ကတ်ခဲ့တယ်လို့ Financial Times တင်ကဖော်ပြခဲ့ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်2024ခုနှစ်မှာကဘာကြီးရဲ့စစ်သုံးစိတ်ဟာဒေါ်လာ1.8ထရီလီယံထိစံချိန်တင်ခဲ့တယ်ဆိုပါလေစစ်ပွဲတွေနဲ့တင်းမာမှုမြင့်တက်နေတဲ့အတွက်2024ကဘာတဝမ်းစစ်သုံးစိတ်ဟာစေခစ်ပြီးပြီးနောက်ပိုင်းအစိုးရသောမြင့်တက်ခဲ့ပြီးဒေါ်လာ1.8ထရီလီယံထိရောက်လာတယ်လို့သုတေသီတွေကပြောပါတယ်။ Stockholm နိုင်ငံတကာငြိမ်းချမ်းသုတေသနအင်စတီကျူ့စီးရင်ခံစာအရအထူးသဖြင့်ဥရောပနဲ့အရှေ့လယ်ပိုင်းဒေသမှာအရင်မြင့်တက်ခဲ့လို့ ကမ္ဘာတဝက်စစ်သုံးစိတ်မြင့်တက်ခဲ့တာပါဥရောပနိုင်ငံအများပြားဟာသူတို့ရဲ့စစ်သုံးစိတ်ကိုမကြုံစမှုမြင့်တင်ခဲ့တာတွေ့ရကြောင်းလဲစင်ခန်စာကဖော်ပြပါတယ်ကမ္ဘာတဝက်သုံးစိတ်မြင့်တက်ခဲ့ခြင်း2023ထက်ကိုဒသမ၄ရာခိုင်နှုန်းပိုကဲပြီး2024ခုနှစ်ဟာစနေစတဲ့သုံးစိတ်မြင့်တက်ခဲ့တဲ့နှစ်ပါဒါဟာတကယ့်ကိုမကြုံစဘူးပါပဲလို့စစ်ပဆရာသုံးစိတ်နဲ့လက်လက်ထွက်လို့ရေးစီစဉ်မှာသူတို့ဒီတွေက ပြောပါတယ်စေဘီကရေကတနေ့တနေ့အမြင့်ဆုံးတိုးလာခဲ့တဲ့နှုံးပါလို့ပြောပါတယ် စေတိုက်ဘက်ကလာတွင်စစ်သုံးစိတ်သီးသီးသာတုံ့ပြန်ခဲ့ပေမယ့်ဆိုဗီယက်ပြည်တော်စုရဲ့အချက်လက်ကိုမရနိုင်ဘူးလို့ဆိုပါတယ်စစ်သုံးစိတ်မြန်မာတို့တုံးတဲ့နိုင်ငံ15နိုင်ငံလုံးပါဝင်နိုင်ငံပေါင်း100ကျော်ဟာပြီးခဲ့တဲ့နှစ်ကသူတို့ရဲ့စစ်ပဆိုင်သုံးစိတ်တွေတုံ့ပြန်ခဲ့တယ်လို့စင်ခန်စာကဖော်ပြပါတယ်နောက်ထပ်မြန်မာပြောချင်ပါတယ်လိန်ပြောင်းထားတဲ့အမျိုးသမီးတအုပ်ကိုရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့တရုတ်နိုင်ငံသားကို ထိုင်းရဲ့တပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။လိန်ပြောင်းလဲထားတဲ့မျိုးသမီးကိုရဲဆက်တတ်ခဲ့တဲ့တရုတ်နိုင်ငံသားတူကိုထိုင်းရဲ့တပ်ဖွဲ့ကလေစိမ်းမှဖမ်းဆီးရမိတယ်ဆိုပါတယ်။အသက်42နှစ်ရပူတောင်ရုံးဆိုတဲ့ထိုင်းမျိုးသားကိုဘန်ကောက်မြို့သူနာဘူမီလေစိမ်းမှရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။မြန်မာမှာကုတ်ချစ်တန်ရီရှိနေတဲ့တရခမ်းမျိုးသားကိုခင်းဖြစ်ပေါ်ရာပတရားစီကိုစုံစမ်းစစ်မှုတွေခံယူစေဖို့ရဲတွေကပြန်လွှဲပြောင်းပေးခဲ့ပါတယ်။တေဆုံးသူရုပ်လုံးကိုပတရားမြို့နယ် တငှားတက်ခန့်ခုမှရှောက်တွေ့ခဲ့တာပါ နောက်ခမ်းမနေထိုင်ပြီးဟိုဟာနယ်နဲ့ထိုင်းမီဒီယာတွေကနာမည်ဖော်ပြတဲ့မျိုးသမီးဟာဆိုးဝါးဒဏ်ရာတွေနဲ့သေဆုံးနေပါတယ်သူမရဲ့ခန္ဓာကိုယ်ဟာလေပင်းကနေလိန်ငါထိဒေါင်းလိုက်ကြီးခွဲချက်ခံရပြီးအဆုပ်တွေကလည်းပျောက်ဆုံးမလို့နှလုံးကိုဖယ်ထုတ်ထားတာလည်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်ရဲရရှိလျာတိုက်ခန်းထဲမှာကကြီးတလက်ပလတ်စတစ်အကြီးတလုံးနဲ့ရှာတွေ့ခဲ့ပါတယ်။ရေချိုးကန်းဟာတန့်ရှင်ရှိနေကြပြီးသွေးဆနာတွေမရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်။ ရဲရီယာအခင်းဖြစ်တဲ့နေရာကိုအသေးစိတ်စုံစမ်းပြီး DNA နမူနာလည်းယူခဲ့ပါတယ်။အခင်းဖြစ်ပွားရာတိုက်ခိုင်းရဲ့အသင်းရှင်းဝင်တဲ့ဟာ AB 26မနက်2နာရီလောက်ကတရုတ်မျိုးသားတူနဲ့လိန်ပြောင်းလဲထားတဲ့အမျိုးသမီးတို့ရှိတဲ့အိတ်ခန်းတွေကနေဆူဆူညံ့ညံ့အတန်းကြားခဲ့ရပါတယ်။အမျိုးသမီးကသူ့ကိုရံမလုပ်ဖို့အော်ဟစ်တောင်းပန်နေတဲ့အတန်းကိုလည်းကြားရပါတယ်။နောက်တော့ခြေတန်းတွေတကားကိုကန်နေတဲ့အတန်းတွေတနအီလောက်ကြောင်ထွက်ပေါ်နေပြီးလုံးဝတိတ်ဆိတ်သွားတယ်ဆိုပါတယ်။ နောက်နေ့မနက်မှာဝန်ထမ်းဟာအလုပ်ရှင်ဖြစ်တဲ့ AI manager ဒီအကြောင်းပြောပြီးလုပ်ရှင်ကအိမ်ငားတွေကိုဒါမျိုးမစုဖို့သွားသတိပေးစေခဲ့ပါတယ်။ဒါပေမဲ့တကားခောက်လို့ဘာတုံ့ပြန်မှုမှမရှိတဲ့အခါတော့ဘူတုံမီဖွင့်ဝင်ကြည့်ရမှာတော့မမြင်ရစရာအလောင်းကိုရှာဖို့တွေ့ရှိခဲ့တာပါ။အမျိုးသမီးအားသွေးရည်ထဲငြိမ်သက်နေပြီးတရုတ်နိုင်ငံသားကိုတော့ရှောင်တွေ့တော့ပါဘူးအဲဒီနောက်အထိတ်တလန့်ဖြစ်နေတဲ့ AI manager ဟာရဲကိုကုန်းဆက်ခဲ့ပါတယ် မန်နေဂျာဆိုရတရုတ်နိုင်ငံသားဟာ EB25 အစားလို့တပတ်စာတိုက်ခိုင်းငှားထတာလို့သိရပါတယ်။ passport ရအဲ့ဒီမျိုးသားဟာထိုင်းကိုကဘာလက်ခီးတဲ့အနေနဲ့နှစ်ကြိမ်သုံးကြိမ်လောက်လာမှုပါတယ်။ရဲတွေကတန်တရားတရအခန်းကိုဖြန့်ကျက်ရှာဖွေကြတဲ့နောက်နေ့လယ်နှစ်နာရီမထိုးခင်မှာသူနာဘူမိလေးစိတ်စီးကိုဖျက်သန်းဖို့ကြိုးစားနေချိန်ဖန်ဆီးရမိခဲ့တာပါ။သူဟာ China Eastern Legion ရဲ့ခီးစဉ်အမှန် MU742 နဲ့တရုတ်နိုင်ငံကုမင်းကိုထောက်ခွာဖို့ရည်ရွယ်ထားပါတယ်။ရဲတွေကလောလောဆယ်အဲ့ဒီမျိုးသားကိုချုံနောက်ထားပြီးအသေးစိတ်စစ်ဆင်မှုတွေမနိုင်ခင်အခင်ဖြစ်တဲ့နေရာက မှုကြီးဆိုင်ရာအချက်လက်တွေရယူနေပါတယ်။အဲ့ဒီတရုတ်မျိုးသားဆိုရသူဟာအရင်ဆုံးအတိုက်စားတဲ့တိုက်ခိုက်ခံရတာဖြစ်တဲ့အတွက်ကိုကိုကို ခုခံကာကွယ်ခဲ့တယ်လို့ကနဦးဆိုပါတယ်။ဒါပေမဲ့အခင်ဖြစ်တဲ့နေရာကအချင်းတွေကိုကြည့်ပြီးရဲတွေကတော့လုံးဝလက်မခံပါဘူး။အဲ့ channel မှာတွေ့ရတဲ့ပစ္စည်းတွေနဲ့လုံခြုံရေးကင်မရာစီးမှုမှတမ်းရဖူဟာအဲ့ဒီကိစ္စကိုကြိုတင်ကြံစီကျွလုံတယ်လို့ရဲကယူဆနေပါတယ်။ CCTV မှတမ်းတွေကအဲ့ဒီမျိုးသားဟာ AB25 မှာစတိုးဆိုင်ကနေအနက်ရောင်အမှိုက်တစ်ထုပ် AG တစ်ထုပ် ်တက်တန့်ရောင်ဆုံးဒီဇိုင်းရဲ့ AG ဒလုံးကတ်ကြီး C8 တွေကိုဝယ်ယူခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့စုံလုံးတွေကလောင်းကနေပျောက်ဆုံးသွားတဲ့အဆုပ်ပုံမှာလဲဆိုတာစစ်ဆေးနေပါတယ်။အမှုနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုတွေမှာထိုင်းနိုင်ငံဆိုင်ရာတရုတ်တရုံနဲ့မှုကိန်းရကျွမ်းကျင်သူတွေလည်းပူပေါင်းကူညီပေးနေတယ်လို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။အိန္ဒိယလူငယ်လေး၃ဦးဟာလျှက်စစ်တပ်အောင်မလို့တဲ့ရေကက်တက်တာကိုတီထွင်အောင်မြင်ခဲ့တယ်ဆိုပါလေ အိန္ဒိယနိုင်ငံမှာဆယ်ကျော်သက်လူငယ်၃ဦးဟာစားအုပ်သုံးပြီးလျှက်စစ်မလို့ပဲအေးခံနိုင်တဲ့မီနီရေကဲတိရတလုံးကိုဒီဇိုင်းဆွဲတီထွင်နိုင်ခဲ့ပါတယ်။ဒီရေကဲတိရကိုလျှက်စစ်ဒေသမရရှိတဲ့ခြေလက်တွေကိုစေဘဆိုင်ပစ္စည်းတွေတိုက်ပို့ဆောင်မှာအထောက်အပံ့ဖြစ်စေဖို့စေယုံတွေကိုပေးဖို့တောင်းမှာဖြစ်ပါတယ်။ဒါရုချောင်ဒရီလီဟာနီယာနဲ့မရီဒူဂျိုင်းတို့ဟာအိန္ဒိယနိုင်ငံအင်ဒိုမှာနေထိုင်ကြပြီးသူတို့မိဘတွေဟာစေဘဆိုင်နယ်ပယ်တွေမှာအလုပ်လုပ်ကြနေသူပါ။လျှက်စစ်မရရှိတဲ့ခြေလက်ဒေသတွေကို ိုဗစ်ဆေးတွေတရုတ်ပို့ဆောင်မှာခက်ခဲတဲ့ရှင်ကြောင့်ကြားသိတဲ့အခါဒီလူငယ်သုံးဦးဟာစားအုပ်အသုံးပြုတဲ့အေးခန့်နည်းပညာတစ်ခုရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူတို့ရဲ့ဒီချင်မှုကိုအိန္ဒိယရဲ့2025 Upright စုကိုရရှိခဲ့ပါတယ်။ဒီစုမှာဘယ်ကဒေါ်လာ12500ချင်းချင်းချင်းပါဝင်ပြီးစုရလူငယ်သုံးဦးဟာဒီငွေနဲ့အဲ့ဒီလျှက်စစ်တအားမလို့ရေခဲတရအလုံး200ထပ်မံတည်ဆောက်ပြီးစေယုံ120ကိုစံသက်အသုံးပြုနိုင်မှုပို့ဆောင်ဖို့စီစဉ်ထားပါတယ်။သူတို့ရေခဲတရဟာကာကွယ်ဆေးတွေ တခြားဆေးဝါးတွေနဲ့ပစ္စည်းတွေတိမ်ဖို့အမှာကုညီညာရုံတော်မကအစားထိုးကိုင်ကလေးကိုပါထင်းသိမ်းနိုင်မယ်လို့ပြောလိုက်ထားပါတယ်ကျွန်တော်တို့ဟာအဲ့ဒီရေကတရမှာကာကွယ်ဆေးတွေကို10နိုင်ကနေ12နိုင်အထိထင်းသိမ်းထားနိုင်ပါလေလို့ဆိုပါတယ်ဒါဟာလျှက်စမီမီရတဲ့တောင်းနေဒေသတွေကြေးရွာတွေမှာအမှန်တကယ်အထောက်အကူပြုနိုင်တယ်လို့ဆရာဝန်တွေကဆိုပါတယ်ရေထဲမှာပြောင်းဝင်တဲ့ကတချို့စားတွေဟာအေးအတက်ကိုဖြစ်ပေါ်စေနိုင်ပါတယ် အကြောင်းမှဒီစားလီပြောင်းတဲ့အခါသူတို့ကိုဖွဲ့စည်းထားတဲ့အာယုန်တွေကွဲထွက်သွားပြီးဒီကွဲထွက်မှုအတွက်စွန့်အင်လိုအပ်ကဒီစွန့်အင်ကိုပတ်ဝန်းကျင်မှာဆက်ယူတဲ့အတွက်ကြောင့်ရေဟာအေးလာတာဖြစ်ပါတယ်။သူတို့တော့ဟာမိပညာကိုအင်တာနက်ပေါ်မှာရှာဖွေပြီးအသုံးဝင်နိုင်မဲ့စား150ခန်းအစင်းပြုစုကအထူးရောက်ဆုံးဖြစ်မဲ့အမျိုး20ကို short ချပါတယ်။အဲကြောင့်အိန္ဒိယနေပညာတက္ကသိုလ်မှာတခွဲကန်းကိုငှားပြီးတော့စမ်းသပ်ပါတယ်။စိတ်ပြည့်စရာကောင်းတာကစားရီတွေကဘယ်အမျိုးစားကမှရေကိုမအေးစေနိုင်ပါဘူး။ ဒါပေမဲ့သူတို့ရဲ့ဆရာက Varian Hydroxide Outer Hydrate နဲ့ Ammonium Chloride စာနှမျိုးကိုစမ်းဖို့ကြိုအကြံပြုပါတယ်ကျွန်တော်တို့အကောင်းဆုံးစာကိုရှာဖို့ internet ကိုမှွေခဲ့ပြီပဲနောက်ဆုံးမှာတော့ကိုရန်သိပ်မှန်ဖတ်စာအုပ်စီပြောင်းသွားတယ်လို့ဆိုပါတယ် Ammonium Chloride ဟာနှမ6 degree Celsius အထိအပူချိန်ကို ထိန်းပေးနိုင်ကြောင်းသူတို့တွေ့ရှိခဲ့ပါတယ်ဒီအပူချိန်ဟာကာကွယ်ဆေးအတွက်အကောင်းဆုံးဖြစ်ပါတယ် Varian Hydroxide Outer Hydrate ကိုလည်းထည့်သွင်းရင်300 degree အောက် အေးတက်ရရှိစေပြီးတချို့ကောက်ကွယ်စင်းနဲ့အစားထိုးကိုင်ကားတွေအတွက်တင့်တော်ပါလေ။ဒါကြောင့်သူတို့ဟာအေးခန့်ဒီနှမျိုးကိုရရှိခဲ့ပါလေ။၃လခန့်ကြာမှသူတို့ဟာရေကက်တရာရှေ့ပြေးပုံစံကိုတိဆောက်ခဲ့ပြီးဒေသခံစင်းတွေမှာစံသက်အောင်ပြန်ပါလေ။သူတို့ဒီခရက်ရေကက်တရာဟာပလတ်စတစ်အပြင်ဘက်နေရံနဲ့ဂျင်းနီအတွင်းဘက်နေရံကြားကာဗွန်နိုင်အောက်ဆိုက်မပါတဲ့စားပြော့ဝင်ရေကိုလောင်းထည့်ထားတဲ့အကာအရံပါတဲ့ပလတ်စတစ်ဘူးပဲဖြစ်ပါလေ။အမိုနီယာကလိုရိုက်ပြောင်းရေးအားသာကြကလျှက်စစ်မလို့ပဲလေကွင်းနဲ့ပြန်လည်သုံးပြနိုင်ခြင်းဖြစ်ပါတယ်။ သူတို့ကကမ္ဘာ့ကျန်းမာရေးအဖွဲ့မှဆောင်ရွက်ချက်အရေးသွင်းတဲ့စိတ်ချလုံခြုံမှုဆိုင်ရာအသိမှတ်ပြုလက်မှတ်ရဖို့လည်းစူးစမ်းသွားမယ်လို့ဆိုပါတယ်။အဲတော့ကာကွယ်ဆေးတွေဖြန့်ဖြူးပေးသွားမယ်လို့လည်းစီစဉ်နေတာဖြစ်ပါတယ်။